မအုဆုံးပြောချင်တာကတော့ဒီနေ့ကျွန်တော်တို့နိုင်ငံဒီလိုအခြေအနေမျိုးမှာဒီလိုခေါင်းစဉ်မျိုးကိုရွေးပြီးတော့တုံ့သက်ဆွေးနွေးပဲစီမံဆောင်ရွက်ပေးတဲ့စီစဉ်သူတွေအားလုံးမော်ဒရေတာဒီစပီကာတွေအားလုံးမေကွန်မေးတဲ့လူတွေအားလုံးတယောက်တဲ့လူတွေအားလုံးကိုအထူးပဲလေးစားပါတယ်အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်ပဏာမပြောချင်ပါတယ် ျွန်တော်ပထမတော့မေးဖို့ကအများကြီးပဲဗျာကျွန်တော်မေးမဲ့ကြလိုက်နောက်တစ်ယောက်ကမေးသွားလိုက်မေးမဲ့ကြလိုက်နောက်တစ်ယောက်ကမေးသွားလိုက်နဲ့နောက်ဆုံးကျွန်တော်မေးဖို့တစ်ခုပဲကြံတယ်အဲ့ဒီတစ်ခုကလည်းဥအောင်နိုင်ဦးကသူကပြောပြအောင်ပြောသွားလိုက်တယ်ဆိုတော့မေးစရာမရှိတော့ဖြစ်တာပေါ့လေတော်တော်လေးပဲမေးလာတော့မဟုတ်ပါဘူးသူတို့ပြောတာဒီလိုပဲကျွန်တော်ကဖြစ်ဆက်ပြီးတော့ပြောရင်းနဲ့အကြံပြုချက်ဒီတစ်ချက်တစ်ချက်ကျွန်တော်ပြောခြင်းပါတယ်ဒါလည်းပြောပြီးသားပါဒီကျွန်တော်တို့ post disaster နဲ့ပတ်သက်လို့ခုနအများကြီးပြောသွားပါတယ်เนาะနောက်ဆုံးဒီ economic recovery plan ဆွဲဖို့အစီအစဉ်ပြောသွားတယ်ဒါဒီလုပ်ဖို့အတွက်ဒီဘက်စီမံဘဏ္ဍာဘက်က need assessment လိုတယ် need assessment လောမစနစ်ကိုလည်းခုနအုပ်ကူကြီးလို့ပြောသွားတယ်ဒါရီကအင်မနာကောင်းတာပေါ့ long term plan တွေပေါ့လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ခါတွေကကျွန်တော်ကဒီပြည်တော်မှာနေတော့လေအခုဖြစ်သွားတဲ့ဒီ earthquake ကလည်း တကယ်အပြင်းဆုံးနေရာတွေကစကိုင်းမန်လေးနေပြီးတော့ဟုတ်လားဒုတိယပြင်းတဲ့နေရာတွေကမကွေးရှမ်းတောင်ကျွန်တော်တို့အကိုဆိုနေရာကျွန်တော်ရှမ်းဟွာမကွေးရလဲလို့ကျွန်တော်နေရာအားလုံးကိုကျွန်တော်တို့ရောက်တယ်။နောက်ကျွန်တော်တို့ကလည်းကျွန်တော်တို့ဟိုပါတီထဲမှာဟို ad hoc အဖွဲ့တစ်ခုဖွဲ့လိုက်တော့ဖြစ်ဖြစ်ရင်နှစ်ရက်လောက်ကတော့ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးခင်ဗျ။ကိုကကိုလည်းကွဲပြဲလဲနေကိုကျွန်တော်ကျွန်တော်အိမ်လည်းပြက်တယ်လေကျွန်တော်လည်းအပြင်းပန်းနေရတယ်ကျွန်တော်တို့အဖွဲ့အစည်းအဝေးလူ35ယောက်ဆုံးသွားတယ် 40ကျော်လောက်တန်းရတယ်။ပြီလဲ1000ကျော်လောက်ဟိုပျက်စီးသွားတာပေါ့လေ။ဆိုတော့အဲ့လိုရှိတော့ကိုကိုတို့ကနဲ့ကိုပေါ့။တိုးတော့လည်းပဲ28 29မှာပါတီတောင်နေလို့တစ်ဖက်ကလည်းလူလူတောင်တယ်ကျွန်တော်ထားဆောင်တာပေါ့။ဒီမှာကျွန်တော်အများကြီးဆောင်ရခဲ့တာရှိပါတယ်။ဒါတော့ကျွန်တော်အခုအကျက်ချက်ပြောတာပို့ပါဦး။ဒီမှာအဟာဒါနာကိစ္စတွေတွေးလူတဲ့ကိစ္စတွေလူချင်းလိုအပ်တဲ့ပစ္စည်းတွေဒါတွေခဏတိုင်ကျွန်တော်လုပ်နေတာပေါ့။အဲ့တော့ကျွန်တော်ပြောချင်တာကလက်ရှိမြေပြင်မှာခံစားနေရတဲ့လူတွေက သူတို့ရောက်ခဲ့တဲ့နေရာမှာရှိနေသေးပဲဖြစ်တာပေါ့ပြည့်ပြည့်စုံအောင်မဖြစ်သေးဘူး long term plan သွားတာကသွားတာတက္ကနာပေါ့လောလောဆယ်နော်ကာလတော်မှာ quick win ရမယ်ဟာလေးတွေကိုစဉ်းစားပြီးတော့ timeline နဲ့ပါတဲ့ time frame တခုချစေချင်တာပေါ့ဒါကျွန်တော်ကနှစ်ပြန်ခါကြကျွန်တော်ဆွေးနွေးမှာပါမှာမဟုတ်ဘူးလေဒါလေးများစဉ်းစားလို့ကောင်းမလားပေါ့ဥပမာ အခုမှဒါခေါင်းစရာနှစ်ခုပြန်လဲကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းကုစားခြင်းက first priority ပဲဒါပြီးမှပြန်လဲထောင်မအောင်လုပ်ရမှာဟုတ်အဲ့တော့ကုစားတဲ့အခါမှာရောကျွန်တော်က priority တွေဘလို့ခွဲမလဲခုနကဥက online မှာပြောတော့ပါပြီတတ်တဲ့ကျွန်တော်ပို့သိစေရမှာမာဗျူအရဥစားပြမှာလည်းရှိတယ်ခဏလက်ရှိဖြစ်နေတဲ့အထက်မှာဘေးဥစားကအသိအရေးကြီးတယ်ကျွန်တော်ဘယ်ကိစ္စအသိအရေးကြီးတယ်လဲစိတ်ဝင်လို့နေအရင်လဲဖို့လိုတာလား သူကတာမန်လူလူရန်သားတဲ့အိမ်မော်တက်ဖို့လိုတာလားအစိုးရဝန်ထမ်းတွေကျွန်တော်ရုံးရောက်ဖို့လိုတာလားစသည်ဖြင့်ဒါတွေကိုအတိအချာပြန်ကြည့်ပြီးတော့အဲ့ဒီမှာ priority ခွဲတာတွေကိုများများများဆန်လုပ်လို့ရမလားကျွန်တော်ကပြောတာတွေလောကလူလာခက်မှာပေါ့ဗျာနော်ဒါလေးတစ်ချက်ကျွန်တော်စဉ်းစားကြည့်ကြပါတယ်အဲ့ဒါ different ထွက်ပြီဆိုလို့ရှိရင်တော့ပတ်စံလို့ပြီပေါ့ဘာတန်ငွေလို့ပြီပေါ့ဘာတန်ငွေကလည်းနိုင်ငံတော်ဘာသာရှိတယ်လေနောက်အခြားသောလုံနိုင်တဲ့နည်းတွေအများကြီးပါပြောတော်တယ်အများကြီးနော် ဟိုကျွန်တော်တို့ဟိုစဉ်းစားထားလဲမြိုင်ဒါတည်းကျွန်တော်ထပ်မပြောတော့ပါဘူးဟိုနိုင်ငံကဒေါ်နာကြီးလည်းရှိတယ်နိုင်ငံကဒေါ်နာကြီးမှလည်းဟာလာအထင်များအမြင်မှန်ဖြစ်အောင်ဆိုတော့ဆရာမကြီးကိုယ်တိုင်ပြောသွားတယ်ရှိတယ်ဒါတွေအကုန်ချွတ်လဲလို့ရှိရင်ခုန priority လိုက်လောက်ရမယ်လူငန်းစဉ်တွေပေါ်လာမယ်ဒါတွေလွတ်နိုင်မှုအတွက်ဘန္ဒန်ကူကြီးတွေပေါ်လာမယ်ဒါဆိုရင်တော့ဘယ်ကာလလောက်မှချိန်လိုတွဲမှာဘယ်လူငန်းတွေပြီးစီမယ်ဆိုတဲ့ဟာကိုများနိုင်ငံတော်ဆိုတာ political commitment အနေနဲ့ ပေးနိုင်တယ်ဆိုရင်ပုံများသိမလားလို့ကျွန်တော်ကဒီလိုစဉ်းစားတယ်။အဲ့ဒါဆိုရင်တော့ခုနဥောင်းနိုင်ဦးလို့ပြောသလိုပဲလေ။ဒါအစိုးရတစ်ခုမှလည်းအစိုးရတစ်ခုမှပဲတောင်းရှိတာမဟုတ်ဘူး။ကျွန်တော်လူသားအလုံးမှတောင်းကြည့်တယ်။ခါရတာလည်းအလုံးခါရတာ။အဲ့ဒီလိုဆိုရင်ဒီပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေပေါ့။ NGO တွေရှိတယ်။ကျွန်တော်နိုင်ငံရေးပါတီတွေရှိတယ်။ကျွန်တော်တို့ကဘယ်ကဏ္ဍကူပေးရမလဲ။ကူပေးမှာပေါ့။နော်အတိပညာရော awareness လုပ်တဲ့အပိုင်းပညာရမှာပါဗောဗျာပညာရမှာပါတဲ့တာမ awareness လုပ်ပေးရတဲ့ပုစာရည် ကျွန်တော်က grassroots level တိရှိတယ်လေဒါတွေကျွန်တော်ဘာဝင်လုတ်ပြရမလဲဒါလည်းကျွန်တော်နိုင်ငံတော်ဆွဲတော့တခါလဲအကြံပြုရင်းနဲ့ဒီပညာရှင်တွေကိုလည်းကျွန်တော်တခါလဲဂရုပေးပါတယ်လာကျွန်တော်ဒီမှာရှိတဲ့နိုင်ငံရေးပါတီတွေ super 54ပါတီရှိတယ်ကျွန်တော်ဝိုင်းပြီးတော့ကျွန်တော်ဘေကန်နာတွေမှာဘလို့ဆောင်ရပြရမလဲဘလို့အတီးပေးပြရမလဲဘာပြောပြရမလဲစာရေးပြိုင်းစာဖတ်ပြမယ်ဗျာဆိုပြီးဒါမျိုးတွေကျွန်တော်ကကူပေးနေပါတယ်လို့တစ်ချက်ပြောနေပါတော့သူကြက်ချက်ကပြန်လဲကူစားခြင်းမှာကျွန်တော်အတွေ့အကြုံရပါတော့เนาะအခုကျွန်တော်လိုက်ကြည့်တဲ့ခါကျတော့ အခုကတော့လူပုဂ္ဂိုလ်နဲ့ပတ်သက်လို့ပြောတော်တာရှိတယ်ဟိုအရာဝတ္ထုနဲ့ပတ်သက်လို့ပြောတော်တာရှိတယ်စိတ်ပိုင်းဆိုင်ရာရှိတယ် trauma ဖြစ်တဲ့လူတွေအများကြီးပဲအများကြီးပဲနော်ကျွန်တော်ကျွန်တော်မိသားစုဒီပြင်လျင်ကျွန်တော်မိသားစုထဲမှာအသက်60လောက်ရှိတဲ့ဟိုတယောက်ပါတယ်အခုချိန်ထိသူကောင်းအောင်အိတ်မပြောဘူးအိမ်မှာတခုကြခွဲသူသူလန့်ပြီးတော့အဲ့ဟာနှုတ်ပြီးထပ်ပြေးမလို့ဖြစ်တယ်ဒီလိုဖြစ်တယ်နောက်ကျွန်တော်တငယ်ချင်းရဲ့ဒီဝင်းကြီးတွေရပါပဲ တငယ်ချင်းကျွန်တော်မြည်နေတဲ့သူကြောက်တဲ့ကလေးတွေတကူမိုးချင်းသားကြိုင်းကိုထွက်ပြေးတယ်អော်တယ်ထရောမာရတဲ့ကလေးဒီလိုပဲကျွန်တော်တောင်ငူရောက်တယ်ဟိုခြေတော့ပြတ်တယ်လို့ပြောရဟိုဒီလိုပဲပြင်းပြီးတော့ခြေတော့ပြတ်သွားတယ်သူတို့ကျွန်တော်တို့တွေ့တဲ့အခါမှာသူတို့ဒဏ်ရာနာလို့မဟုတ်ဘူးစိတ်ခံစားချက်တွေဖြစ်နေအဲ့ထရောမာထရောမာရနေတဲ့လူပုံကိုယ်တွေကခုနဟိုဦးကြီးတို့ပြောသွားတာ3900ဘယ်လောက်လဲသိဆုံးတော့ရှိတယ်လေ ငါတော့တရား49ကိုဓာတ်ရတာရှိတယ်အင်ဂျင်ဘောက်6000လောက်ပျက်စီးတယ်အဲ့တည်းမှာ trauma ညံ့တယ်ဘယ်လောက်ရှိမလဲမသိဘူးအဲ့တော့ပြန်လဲကုစားခြင်းပါဘာခုနစိတ်ပန်းဆရာကုစားခြင်းဆိုတဲ့အချက်တရားကတော့နှစ်ပြန်ကဆုလို့မှာအဖြစ်တရားနေနဲ့ထွက်သွင်းဆွနေပြီးတင့်တယ်လို့ကျွန်တော်အကြံပြုလိုက်ပါတယ်